လုံးကမဘူးတက်ဘူးနော်။ Oh my god ဒီကြီးရောက်တကယ်ပြောဖို့ခေါ်အားတော့မရှိဘူးပြင်းနေ။အာစိတ်တော့ ီနေ့ကတော့မာနီကက်စကနိုင်ငံရဲ့မြို့တော်အတန်တန်နာရီဘူမြို့ကနေပြီးတော့မှဒီနိုင်ငံရဲ့အနောက်ဘက်ပိုင်းကမ်းရိုးတန်းကိုခရီးဆက်ပါမယ်။တောင်ထူထက်လို့တဲ့နိုင်ငံရဲ့အလဲပိုင်းတောင်တန်းဒေသတွေကိုဖြတ်ကျော်ပြီးတော့မှအနောက်ဘက်ကမ်းရိုးတန်းကိုကီလိုမီတာပေါင်း၈၀၀လောက်ခရီးဆက်ရပါမယ်။ Okay ဒီဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်။ Okay ခုကတော့မနေ့9နိုင်ခွဲဒီနေ့ကတော့ Moroda Var ဆိုတဲ့မြို့သွားမယ်ပေါ့နော်။ပေါင်းပေးပေးနေရှိတဲ့မြို့သွားတော့မယ်ပေါ့နော်ဆိုတော့ခုခုတည်းကညီမချက်ကောက်လို့ပြီးဟိုမနေ့အစောထားလိုက်ရတယ် Okay let's go ီနေရရတူတူအရင်အေးရသေးလားဟာဒီသူလို့စမမနေ့မမိုက်ခွဲမိုးလင်းနေပြီနော်ဒီနေ့ Sunday ဆိုတော့ဒီမြို့တမြို့လုံးဖခင်အကြောင်းသွားကြမှာသူကတော့မနေ့ချမ်းမိုက်ထိုးပေါ့နော်ဒိတ်ကိုရောက်ပြီကတော့လာခဲ့ရတယ်စက္ကန့်နဲ့လာခဲ့တယ်ပေါ့နော်ဒီကားနဲ့သွားမှာကလေးမကွေပြီးသွားပြီဆက်ဆက်ဘလောက်ပေးရလဲခလက်တောင်းပေးရတယ်ဒီမိုဒပါရောက်ဖို့တည်းလေဆိုတော့အခုကဒီမှာကားတင်လို့ရှိသေးတယ်ပေါ့နော်ဒီမှာတော့ ချစ်လိုက်ဆိုင်တွေစားစရာရှိတယ်သူတို့သူဟာအကြည့်ပဲတိလာကားဒီကနေသွားမှာသာသူရဲ့မုတ်ဆိုင်ကိုရောက်နေတယ်မုတ်ဆိုင်လည်းရှိတယ်ဒီမှာအဲ့ဒါအဲ့ဒါအခုတော့ဘာလို့ရောက်လဲဒီတောင်းတောင်းနေနေချမ်းလိုက်ပွဲ ကားတော့ကြိုက်စီရမှာကားကားအသေးသေးလားဘယ်ကိုမှကားလေးဘယ်လိုလဲမတိတ်မပေါ်ဘူးလမ်းလေးကျန်တော့ဒီလားဘယ်ကိုမှမတိတ်ဘူးဒါပါဆိုရမျိုးကြောက်ရတယ်ဘာသာလို့ဒီလားဒီကျိုးရဲ့မဒဂတ်စကာကျိုးရဲ့အနောက်ခြမ်းတိုင်းဒီကျိုးဒီမျိုးကနေဒီလားတော်တော်ဒီမှာမြို့ပြင်ရောက်လာခဲ့ပြီမြို့ပြင် နှရှောင်းမှန်ကတော့ကွေးကောက်များတဲ့လမ်းပုံစံတွေကိုပဲဖျက်ခဲ့ရပြီးတော့မာဒဂတ်စကာနိုင်ငံရဲ့ခြေလက်အလှတွေကိုတည်ထောင်မြင်ခဲ့ရပါတယ်။အလဲပိုင်းဒေသရဲ့ခြေလက်အလှကတော့ရှမ်းပြည်မြင်ကွင်းနဲ့အရန်ကုန်မှာဆင်တူပါတယ်။အဓိကအားဖြင့်လမ်းလျှောက်မှာတော့ရိုးရာမြေသားအိမ်တွေကိုလည်းအများဆုံးတွေ့ခဲ့ရပါတယ်။ ကျောက်တောင်တွေအကွက်ကောက်လမ်းတွေနဲ့ရှမ်းကုန်းမြေမြင့်ကြီးကိုဖက်တန်းနေရတဲ့ပုံစံနဲ့တူပါတယ်။လမ်းကဘလောက်တောင်မှအကွက်ကောက်များလဲဆိုလို့ရှိရင်တစ်ခါမှကမမူးတဲ့တူတောင်မှမူးစေတဲ့အထိဖြစ်စေပါတယ်။ မရကစ်ကနိုင်ငံဟာကျောင်းနိုင်ငံဆိုပေမဲ့ဒီနိုင်ငံရဲ့အလဲပိုင်းဒေသဟာဘလောက်တောင်မှာတောင်ထူထက်လဲဆိုတာကိုဒီဗီဒီယိုကြည့်ပြီးတော့မှသိနိုင်ပါတယ်။မရကစ်ကနိုင်ငံမှာဆိုလို့ရှိရင်နိုင်ငံရဲ့အနောက်ချမ်းမှကလူတွေနေထိုင်တာနည်းပြီးတော့နိုင်ငံရဲ့အလဲချမ်းနဲ့ရှစ်ချမ်းမှကပိုပြီးမှလူတွေနေထိုင်ကြပါတယ်။လမ်းတွေကတော်တော်လေးကိုမှမဖွံ့ဖြိုးတဲ့အခြေအနေဖြစ်ပါတယ်။ကျောက်စီးခဲလမ်း၊ရွာလမ်းကိုမှအတိအကျဖျက်ခဲရပါတယ်။ ောက်ပြီးပေါ့နော်လမ်းမှာထမင်းစားဖို့အခုမှနားတယ်အိုးတကယ်ကိုသိလားဒီခီးကလေလမ်းအရန်ကျန်းတယ်လမ်းကလေသိလားရွာချင်းစင်လမ်းလို့ဖြစ်နေတယ်ပေါ့နော်တကယ် highway လမ်းမဟုတ်ဘူးအခုလာခဲ့တာဘယ်နဲ့ဘယ်မှာဖြစ်သွားလဲခုနကရင်တော့ဖြစ်သွားသည်လားအကြချင်းခုနကရင်တော့ဖြစ်သွားပြီနော်ခီးမရောက်ဘလန်းအရန်ကျန်းတော့ရွာရွာလမ်းကြီးကြောက်စီခဲလမ်းတော်တော်လေးကိုလမ်းကျန်းနေဆိုတော့သူတို့အချင်းကြီးစိုးရဲ့ဒီမာနက်ကစ်ကမှရှိတဲ့လမ်းတွေကလေတော်တော်လေးကိုအချင်းကြီးစိုးရဲ့ ီးတော့အန်နဲ့အန်ချင်တာပေါ့နော်ဒီဟာတွေကဒီရင်ထဲကမကောင်းလို့ဖြစ်နေရခုကဒီမှာခောက်ဆက်ပြုတ်စားဖို့မှလာတယ်ပကံကထူဆန်းရတယ်လားပကံအလိုဇောက်လေးလေးမကြည့်ဘူးပကံပူဆန်းကြည့်လိုက်ပကံဇောက်လေးခောက်ဆက်ပြုတ်စားလိုက်အောင်မအိုက်ဂိုရီအိုက်ဂိုရီ merci merci beaucoup ဖောက်ကတ်ထိုက်ခိုင်းရတယ်ဖောက်ကတ်မရှိတော့လို့အင်တာနက်ကထိုက်ခိုင်းဖို့မေးလို့လေဖောက်ကအခုမှတော့ရတယ် ကွေးကောက်များတာလည်းပါတယ်ပြီးတော့လမ်းတန်းတော်လေးဒီလားအဲ့လိုမျိုးတစ်ခါမှမဖြစ်ဘူးဘလောက်ခီးကြမ်းကြမ်းလေးတစ်ခါမှမဖြစ်ဘူးဒီတစ်ခါဘလို့ဖြစ်လဲမသိဘူးလူကလေဒီအဲ့လိုမျိုးဖြစ်နေညတော့လည်းအိတ်တယ်ညတော့လည်းအိတ်ခဲတယ်ဒီလိုခဲတော့လေတော်သေးဒီလားဒီမှာလေးကော့ဆက်ဘူးစားလို့ဒီလားအဲ့လိုမျိုးလေအာဖရိကမှာဒါအာဖရိကမှာဒါအဲ့လိုမျိုးလမ်းကြမ်းပြီးတော့ဥကားလေးဒါစားလို့ရှိရင်တော့တကယ်ထိုင်ကိုရောမှာတော်သေးကိုကော့ဆက်ဘူးစားလိုက်ရလို့ဒီ ခုကတော့ဒီလန်ခီရဲ့အလဆုံမြင်ကွင်းတွေကိုဖျက်တမ်းနေပါပြီ။ဒါဟာမာရကက်စ်ကကျောင်းနိုင်ငံလို့ပြောလို့ရှိရင်ဘလို့မှယုံနိုင်ဖွယ်ရမရှိပါဘူး။တောင်ရီကတော့အပင်သိမ့်မရှိတဲ့တောင်ကုန်းတွေပုံစံဖြစ်ပါတယ်။အမြင့်ပေ၄000ဝန်းကျင်မှာရှိတဲ့တောင်ကျောတွေကိုဖျက်နေတာဖြစ်ပါတယ်။ Cruising down the highway, windows down low. Sunset paints the sky in a fiery glow. Mountains rise up, touching clouds above. bodies below, filled with whispers of love. On this road, every seed's a delight. From sunrise to starlight, day to night. Nature's canvas unfolding so grand. In this journey, we're living unplanned. City streets pulse with energy so bright. Neon signs flashing in the depths of night. Skyscrapers stand tall, reaching for the sky as we pass by with dreams flying high no maps no plans just an open road wherever it leads we'll happily go each sight each sound a memory to keep in this adventure dreams run deep on this road every scene's a delight from sunrise to starlight day and night nature's canvas unfolding so grand in this journey, we're living on plan. ရမရှိလိုက်။အိုးတောင်တန်းဖြတ်ခဲ့ရတော်တော်လေးဖြတ်ခဲ့ရတယ်မှာကြည့်လိုက်။အတောင်ကျော်။ကဲဒီမာဒဂတ်စကန်ငါရဲ့အလဲပိုင်းမှာရှိတဲ့တောင်တန်းဒေသကိုဒီကားနဲ့ခက်ခဲ့ရတယ်ဗောနော်။ဟုတ်။ပြန်ပြန်မလွယ်ဘူးလားမှာကြည့်အနောက်မှာတောင်ကျော်နင်းတာမဟုတ်ဘူးအဲ့ဒါဖြတ်ခဲ့ရတာ။စကားကမပြောနိုင်ဘူး။ကားမှုလို့လေတိလား။ရှင်လို့အိတ်နေရတယ်။ Oh my god. ပြောဖို့ခေါ်အောင်မရှိဘူးဖြစ်နေတယ်။ ะคุณยังนี่ป็นไงหนงานไหนควยว่าวิตีละน้องแท้ทำไมถ้าตัวยาวไหมโอ้ก็พบเจอเจ็บปีบ้ร้อนไหม အခုတော့ညက်တနိုင်ထိုးရည်ဒီလားနောက်ဆုံးမှရောက်လာခင်ပြီဒီမှာဟိုတယ်သွားနေအိုး finally ရောက်ပြီ Morotava အိုးတကယ်တညောင်းမစီရဟဒလာဟောဆိုတော့အခန်းရောက်လာခဲ့ပြီဘယ်ချင်တယ်လို့ပဲပေါ့ဟဲ့သူချင်ပြီးတော့ပေါ့အခန်းရောက်ပြီဒီမှာကြည့်လိုက်ဟိုးတကယ်ရည်တည်လားဒီနေ့ဗီဒီယိုတော့ပါပဲနောက်ဆုံးတော့အခန်းရောက်ပြီ ုအထန်တို့အခုကတော့နေ့လေတနိုင်ထိုးရပြီပေါ့နော်တနေ့တော့အိတ်လိုက်တာအရန်ပြန်ပြန်လို့လေဆိုတော့အခုကဒီမှာတဲတဲ့ဟိုတယ်အဲ့အရှိမှဒီမှာဒီဈေးရှိရသေးလားဈေးရှိရခုစားတော့စားမယ်ပေါ့နော်စားပြီးလို့ရှိရင်တော့ perfect tree တွေသွားကြည့်မယ်ပေါ့နော်ညနေခင်းနေဝင်ချိန်မှာ perfect အပင်တွေသွားကြည့်မယ်ပေါ့နော်ဒီမှာကားဈေးမိထားတယ်တသိန်းနှစ်တောင်ရဲ့အသွားပြန်ပေါ့နော်ဆိုတော့အဲ့ဒီကိုသွားမယ်ဒီမျိုးอ่ะတိလာပင်လယ်ကမ်းခြေမျိုးဖြစ်တယ်ဒါတော့အခုရောက်နေတဲ့ Morodava ဆိုတဲ့မြို့ရဲ့ဈေးပေါ့เนาะဆိုတော့အခုနေတာကဈေးရှိမှနေရယ်ဒီမှာဒီဈေး area မဟိုကနေရှိရတယ်လားဒီလိုမျိုးလန်ချားလေးတွေရှိရအဲလန်ချားမဟုတ်စိုက်ကားရှိရစိုက်ကားအမလို့အဲ့နဲ့သွားမယ်ဘုမဆလို့ရှိရင်ကန်းချီရှိရတယ်လားအဲ့ဒါကန်းချီကိုမြင်နေရတယ်အခုကပတ်စံလူခုပတ်စံမယ်စိုက်ကားလေးရမိုက်တယ်လေးအမိုးနဲ့လေးကန်းချီမျိုးတိလာဒီမှာရှိမှာပင်လယ်ကိုမြင်နေရကြပြီမယ်။ဘာကြည့်။ပင်လယ်ကန်းချီမျိုးရှိမှာပင်လယ်ကိုမြင်နေရတယ်။ဒီမှာကြည့်လိုက် မယ်ဆိုတော့ကနေစားတော့ဆမ်းလို့လေ Yes yes ဒီလားဒီမျိုးလေးပင်လယ်ကမ်းခြေလို့မသိထားဘူးသိလားဒီတိုင်းပေါ့ပင်ထရီလာကြည့်ရတကယ်တော့လေပင်လယ်ကမ်းခြေမျိုးဖြစ်နေခနန်းဆောင်လို့ခနန်းမှာထားတယ်ခနန်းမစားရတာအရင်ကြောက်လို့ခနန်းစားဖို့အတွက်မှာထားတယ်အုတ်ခနန်းအုတ်ဒီခနန်းချင်းမှာထားတယ်အဲ့ဒါလေးစားမယ်မြို့ပုံစံကသိလားငွေဆောင်လိုပဲသိလားအဲ့လိုမျိုးလေးငွေဆောင်တော့ဘယ်လိုပုံစံနဲ့တူတယ်ဟိုကမ်းခြေမျိုးလေးပေါ့နော်ဒီမျိုးကမ်းခြေမျိုးပဲ ြတ်ပေးမယ်မာစီသူကန်းချီမျိုးပုံစံပဲဟိုမှာလေးသိလားဒီဘက်မှာဆိုလို့ရှိရင်ဒါကန်းချီရှိတယ်ပြီးတော့မျိုးလေးอ่ะသူတို့ပေါ့ site ကလေးရှိရဲ့အဲ့လိုမဲ့တိတ်ပြီးတော့မျိုးကတော့မကြည့်ဘူးပေါ့နော်အဓိကကဒီမှာတော့ pound bed အပင်ပြူသွားလေးလာတာထင်တယ်ဒီမှာလေဆိုတော့ဒီမျိုးမှာတော့ African တွေအများကြီးတွေ့ရတယ်ပေါ့နော်လောကဟိုပုံစံနဲ့ပြောင်းသွားပြီးမြင်ကွင်းတွေလည်းချိန်သွားပြီးပေါ့နော်လောကပုံမှာသင်လည်းကန်းချီမျိုးကိုရောက်သွားပြီး Africa ကိုပြန်ရောက်ပြန်ရောက်တဲ့ feeling ပြန်ရပြီပေါ့နော်ဆိုတော့ဒီမှာလူမျိုးစုံသွားပြီပေါ့နော် ဲ့ဒီမာဒဂတ်စကာတောင်ပေါ်လမ်းတော့အရင်ကြောက်သွားပြီလား။ तू ကလေဒီကလေတောင်ပေါ်လမ်းလဲဖြစ်တယ်နော်။ပြီးတော့လမ်းကလည်းကျန်းလာကွာတိလား။လမ်းကကျင်းလေးလမ်းကျင်းလေးကျင်းနေကျန်းလေးကျန်းနေ။စောက်စီခဲလေးပေါ်တယ်ပြီးတော့ကားကလည်းဖန်ကားတေးတေးလေးဖြစ်တယ်။ပြီးတော့အနက်တက်ကလည်းမကောင်းကွာတိလား။ဘယ်လိုပြောမလဲ။အခုတတိအိတ်တင်ပါလေ။ချိုးဝအိတ်မှာအဲ့အနက်ကြီးကဆွဲနေတာတိလား။အကောင်းတအားမှုတယ်။အခန်းထဲပြန်လို့ရှိရင်အကုန်ဆေးထုတ်မရမှာတိလားလွယ်တဲ့အိတ်လေးတိလားဘေးလွယ်တဲ့အိတ်မှာတော့အဲ့ဒီကားရဲ့အနက်ကဆွဲနေတာတိလား ခုမနစ်တောင်မှလေကိုအဲ့ကိုပြန်ရှူပြီးတော့လေဒီလိုမျိုးဘေးလွတ်အဲ့ကိုပြန်ရှူတဲ့အခါမှာအနက်ကလေပြန်အန်ချင်တော့ရတိလားဒီကဲကိုတိလားပင်လိုက်ကန်းချီရဲစားအနက်ကိုခုမှပြန်ရရတိလားစိတ်ချောစိတ်တော့ချမ်းသာသွားတယ်ဒါပေမဲ့ပြန်လို့ရှိရင်အထုပ်တွေကိုဖြည့်ရှင်းရအောင်မယ်အနက်အရန်နံနေတိကလေကားရဲ့အနက်ကခေါင်းမူးစေတာကွာတိလားအခုလည်းတိအောင်မှာအထမ်းထဲမှာအနက်ကြီးကကြံနေသေးတယ်ဟာရေထဲမှာ credit မကောင်းသေးဘူးနည်းနည်းလေး တမျိုးဖြစ်နေသေးရဲ့ဒီမှာ African တွေများရတယ်လားတော်အာဖရိကန်များတယ်အခုဆိုင်လေအာဖရိကန်ဆိုင်ပဲတိလားငကနမ်းစားရရဲ့ချခဲ့ပြီပင်လယ်ကမ်းရှင်အောင်တော့စားရတော့မယ်သူကဗာလဲအုံတီနဲ့ချစ်တာတဲ့ခနန်းခနန်းအုံတီတဲ့ခီးသွားရင်လေဗောက်သတိရလဲဆိုလို့ရှိရင်အဓိကအသတိရဆိုတာပင်လယ်စားပဲတိလားလည်းနဲ့စားမှရခနန်းရတော့ တော့ပြမသိလားအီသီယိုးပီးယားဗီဒီယိုအောက်မှာလေအဲ့ဗီဒီယိုအောက်မှာလေအီသီယိုးပီးယားလို့ဒီ comment လိုက်ရထားသည်လားပါလေအဲ့ဒီဟိုကလေသူ့ရဲ့မုတ်ကိုလေခရင်နဲ့စားနေလို့တဲ့အဲ့လိုစားတစ်ခါမှမတွေ့ဘူးတဲ့တိလားရည်စရာကောင်းတယ်ပေါ့အဲ့လိုလာရေးထားတယ်တို့တိလားမတွေ့ဘူးတဲ့ကြာစားတာပဲလေ ဒါနဲ့အဲ့လိုသွားနေကြရတော့ရတာရရနော်ဆူတော့ဆူတော့ဟမ်အဲ့တော့အစ်ဖြစ်လို့ရှိနော်ရရရဲဆိုကနေတော့ဆက်ကောင်းနေကွာတိတာဒီမှာသူ့မှာဆူတွေပါလေတတိတော့ထားရမှာပေါ့ကြတော့မင်းကိုက်နေဆိုရနော်အသာအသာကြနေအောင် ယူပါပြီခမင်းအောင်စားပြီခကနန်းနဲ့စားနေတော့နောက်ထပ်ပစောကင်ထပ်မှထားတယ်ပစောကင်မစားရရင်ကြာနေပါပြီဤစုစံတော်တော်လေးကြာခဲ့ပစောကင်မစားခဲ့ရတာကော်ဖီလည်းမထားရဲအခုလေဒီမာကတ်စကမားလေးဈေးဆိုးတည်လားတပွဲကို1000နကောင်ခွဲအောင်ပဲပေးရတယ်အဲ့အာဖရိကမှာဆိုလို့ရှိရင်အိုးအဲ့လိုမျိုးစားလို့ရှိရင်လေတစ်ခါစားလို့ရှိရင် စည်းကြည့်ရယ်10ဒေါ်လာ15ဒေါ်လာအလောက်ပေးရတယ်ဘယ်လိုဒီမှာတက်တာအဲ့လိုဒီမှာအဝစားရတယ်သိလားဇောလေးတို့ကင်းနေပုံစံတိတ်မကြိုက်ဘူးအဲ့လိုမစားချင်ကြတော့အဲ့လိုအကောင်လိုက်စားချင်တာကွာသိလားငါတော့ခါရဲပုံစံခွန်ခွာပေးရတာကိုအခုကတော့ဟိုတယ်ပြန်တော့မယ်ဆိုတော့ဒီမှာဟိုကဆောင်းဆိုက်ကဆောင်းတယ် ဒီနေရာတိလာအရင်နေအေးရတိလာဒီနေ့ဗီဒီယိုအာဒီယာမားကတ်ဒီမန်ဂိုမန်ဂိုအာ you buy mango here တိလာအင်ဂျီတွေကခွဲထုံးမရတော့မှအင်ဂျီတွေကအနက်ဆွဲသလိုဖြစ်နေတယ်တိလာအိကားရဲ့အနက်တွေလေဒါဒီတလက်ခံလို့လုပ်ထားရတယ်ပေါ့နော်အင်ဂျီတွေကလေ